ကဲဒါလေးတွေက fragrance wine လို့ခေါ်တဲ့အနံ့စီလေးတွေဖြစ်ပါတယ် fragrance wine လို့ခေါ်တဲ့အနံ့စီလေးတွေဖြစ်ပါတယ်ဒီအနံ့စီလေးတွေကိုကျွန်မက group ၃ခုခွဲပြီးပြောပါအခုပြထားတဲ့ group လေးက harbor scent လို့ခေါ်တဲ့ harbor အနံ့လေးတွေဖြစ်ပါတယ်။ harbor အနံ့လေးတွေကဘလူလေးတွေလဲဆိုတော့ဒီမှာ rosemary အနံ့လေးတွေပါ။ဒါလေးလည်း rosemary ။သူကဝယ်တဲ့ဆိုင်မတူတဲ့အတွက်ကြောင့်မို့လို့ဟို packaging လည်းမတူဘူး။နောက်ပြီးတော့ သူ့ရဲ့အနံ့လေးတွေကလည်းအပြင်းပြော့လေးတွေမတူဘူးเนาะဒါ rosemary ပါဒါလေးက lemon grass စပလင်နတ်မှာ lemon grass ကလည်းကျမဝယ်တဲ့ဆိုင်မတူတဲ့အတွက်ကြောင့်မို့လို့အနံ့အပြင်းပြော့လည်းမတူပါဘူးအနံ့ပုံစံချင်းလည်းမတူပါဘူးအဲ့ဒါလေးတော့ရှိပါတယ်เนาะကျမကများသောအားဖြင့်ကထိုင်းကလာတဲ့ပစ္စည်းတွေပဲသုံးပါတယ်မိရင်ထိုင်လန်ပစ္စည်းတွေပဲသုံးပါတယ်မိရင်ထိုင်လန်ပစ္စည်းတွေကအနံ့မှန်တယ်အဲ့ဒါကြောင့်ဒါလေးတွေပဲသုံးပါတယ်ရှင် ။ Now sandalwood sandalwood လို့ခေါ်တဲ့နတ်သဖြူအနက်နတ်သဖြူအနက်ကမြန်မာကျမတို့မြန်မာပြည်မှာရဘူးသလိုမျိုးအနက်အရန်ပြင်းတာကြီးတော့မဟုတ်ဘူးအနက်ကနည်းနည်းလေးတော့ပျော့ပါတယ်တနခါအနက်ဘက်ကိုသွားရတနခါအနက်လိုပဲပေါ့နော်ဒါလေးက peppermint peppermint ဆိုပူရှိန်နံလေး ဒီပူရှိန်းနံလေးဟာအနံ့လေးအရိုမသရပီတွေမှာသုံးတယ်ပူရှိန်းနံလေးအီရိုလို့ရေးထားတယ်ပက်ပါမင့်အီရိုလို့ရေးထားတယ်အရိုမသရပီတွေမှာသုံးတယ်ပက်ပါမင့်အနံ့လေးဖြစ်ပါတယ်ပက်ပါမင့်ကအနံ့မတူပါဘူးဒီမှာဆိုရင်ဒီပက်ပါမင့်ကအရိုမမသုံးတာမဟုတ်ဘဲနဲ့အဲဒီပက်ပါမင့်လေးကအရိုမမသုံးတာမဟုတ်ဘဲနဲ့ ဆက်ပြာတွေမှာသုံးတယ်ခေါင်းလျှော်ရည်တွေမှာသုံးတယ်ကျမခေါင်းလျှော်ရည်မှာပက်ပမန့်အနံ့လေးနည်းနည်းထည့်ပါတယ်နောက်စီဒဝူဆိုတာကရမက်လိုအနံ့မျိုးပဲသူကဟိုတိတ်ပြီးတော့မှွေးအသင်းနဲ့အနံ့တော့မဟုတ်ဘူးတစ်မှွေးနံ့ပေါ့နော်တစ်သားအနံ့အဲသူကသူ့ကြည့်သုံးရင်တော့အနံ့တိတ်မကောင်းအမြင်ကျမတို့မြန်မာတွေတော့မကြိုက်ဘူးပေါ့နော်မကြိုက်တဲ့အနံ့သူ့ကိုတခြားဟို flower အနံ့တို့ပန်းနံ့တို့တတိနံ့တို့နဲ့ရောသုံးရင်တော့ကောင်းပါရဲ့ရှင် ဒါဖက်ချူလီအနံ့ဖက်ချူလီအနံ့ကလည်းသူ့ကြည်ပဲသုံးနေဆိုရင်ကျမတို့မြန်မာတွေမကြိုက်တဲ့အနံ့ဒါပေမဲ့တခြား flower အနံ့နေနဲ့ပန်းနံ့နေနဲ့ရောသုံးမယ်ဆိုလို့ရှိရင်သူကအရန်ကောင်းတဲ့အနံ့လေးပါဒါ wood sage လို့ခေါ်တယ်။အာ wood sage ကဘာနဲ့တူမလဲဆိုတော့အနီးဆက်ဆုံးတူတာက စနွင်းမြစ်အနှံ့နဲ့တူတယ်။စနွင်းမြစ်အစိမ်းအနှံ့နဲ့တူပါတယ်။ ူက tamarind tamarind ဆိုတာကကတော့စနွင်းအနံ့ပဲပေါ့နော်သူလည်းစနွင်းမြစ်အနံ့နဲ့တူတယ်စနွင်းမြစ်အနံ့သူကပြင်းပြင်းလေးဖြစ်ပြင်းပြင်းလေးနဲ့တူတယ်စနွင်းမြင့်အနံ့မဟုတ်စနွင်းအရွက်အနံ့ပျော့ပျော့လေးရတယ်အဲတာမရစ်ကစနွင်းမြင့်အနံ့ပြင်းပြင်းလေးရပါတယ်အရိုမာအရိုမာကန်ဒယ်ရီမှာဆိုလို့ရှင်တာမရစ်ကအရန်သုံးလို့ကောင်းတယ်အနံ့လေးအရန်ကောင်းတယ်အိမ်ငန်းထဲမှာအရိုမာကန်ဒယ်လေးကိုထွန်းထားမယ်ဆိုရင်ဒီတာမရစ်လေးကအရန်ကောင်းတဲ့အနံ့လေးပါ နောက်တစ်ခုက lemon grass အော် lemon grass က၃ခုရှိတယ်ဒီမှာ lemon grass က၃ခုရှိတယ်ဒါဆိုင်မတူဘဲနဲ့ဝယ်ထားတာပါကျွန်မကဒီ talia ဆိုတဲ့အနံ့လေးကိုပိုကြိုက်ပါတယ်ကဲခုအခုပြောထားတဲ့ဟာတွေအားလုံးကဒါကကျွန်မအမြဲတမ်းသုံးနေကြအနံ့လေးလေးသူ့ကို herbal scent လို့ခေါ်တယ် herbal အနံ့လေးတွေပေါ့နော် ကဲဒါနောက်တစ်မျိုးက fruit nut fruit nut ပေါ့เนาะကျမလောလောဆယ်မှာသုံးနေတယ် fruit nut ပေါ့เนาะဒီ fruit nut လေးတွေ fruit nut မှာဆိုလို့ရှိရင်များသောအားဖြင့်သုံးကြတာက lemon နဲ့ orange တို့သုံးကြတာများတယ်အဲ့တော့ lemon နဲ့ orange ကလူသုံးများကြတယ်ဝယ်လို့လွယ်တယ်ဒါပေမဲ့ကျမကအဲ့ nut နေထက်စားလို့ရှိရင်နောက်ပိုင်းသုံးကြတဲ့အနံ့နေပိုကြိုက်တယ် ပါဠိလဲဆိုတော့ cantaloupe ကသခွားမွေးနှံလေးအဲ့သခွားမွေးနှံလေးကိုကြိုက်တယ်အဲ့ဒါကြောင့်မလို့ကျွန်မအဲ့ဒါလေးကိုနောက်ပိုင်းမှာသုံးပြပါတယ်နောက်ပြီး cucumber cucumber အနံ့လေးလည်းကောင်းတယ်နောက်ပြီးတော့ aloe vera aloe vera အနံ့လေးလည်းကောင်းတယ်အကုန်လုံးကမိတ်ရင်ထိုင်းလန်းနေပဲเนาะနောက်ပြီးတော့ခုနောက်ပိုင်းသုံးတာက white tea လို့ခေါ်တယ်အနံ့တင်းတင်းလေးလက်ဖက်နံ့တင်းတင်းလေးပေါ့เนาะလက်ဖက်နံ့မွေးမွေးလေးအဲ့ဒါလေးကိုသုံးပြတယ် ဒီ white tea လေးอ่ะလေ white tea လေးကိုကျမဘာလို့ကြိုက်လဲဆိုတော့ကျမမှာရှိတဲ့ Elizabeth Arden ရဲ့ green tea လေးအနံ့လေးနဲ့တိတ်မကွာအောင်အဲကြောင့်မို့ကျမဒါလေးကိုကြိုက်တယ်ရှင်အဲကြောင့်သုံးပြည့်နေတယ်ပေါ့နော်ဒါလေးတွေအကုန်လုံးက fruit အနံ့လေးတွေပါဒါလေးတွေအကုန်လုံးကကျမအမြဲတမ်းသုံးပြည့်တယ် fruit အနံ့လေးတွေပါနောက်ထပ်အနံ့တစ်ခုနောက်ထပ်အနံ့တစ်မျိုးပြောမယ်ဆိုရင် flower အနံ့ပါ flower အနံ့လို့ခေါ်တဲ့ orchid လေးတွေရှိမယ် orchid ကနှမျိုးကျမစီမှာရှိတယ်ဆိုင်မတူပါဘူးဒူးအေကတိတ်မကောင်းဘူးเนาะဒါလေးကပိုကောင်းတယ် white lotus white lotus အနံ့လေးကောင်းပါတယ်အနံ့လေး flower အနံ့လို့ပြောလိုက်လို့ရှိရင် flower အနံ့ကအသုံးများတယ် flower အနံ့လို့ပြောလိုက်လို့ရှိရင်ကျမတို့မြန်မာတွေကလေစပယ်တို့နှင်းစီတို့သုံးကြတာများတယ်စပယ်တို့နှင်းစီတို့ orchid တို့သုံးကြတာများတယ်အခုနောက်ပိုင်းမှာ thai နေ thai ကနေပြီးတော့မှဝင်တဲ့အဲသမီးတို့အသုံးနေကြမဟုတ်တဲ့အနံ့လေးတွေဝင်လာပါတယ်အဲ့ဒါလေးတွေကိုကျမကသုံးပါတယ်အ orchid orchid ဆိုလို့ရှိရင် orchid နှစ်မျိုးရှိပါတယ်အဲ့ orchid နှစ်မျိုးကဒီ do it ကတိတ်အနံ့တိတ်မကြိုက်ဘူးဒီမှာဒီ orchid လေးကိုပိုကြိုက်ပါတယ်နောက်ပြီးတော့ white lotus လေးကောင်းပါတယ်ဒါက flower scent နဲ့မှပါပါတယ်နောက်ပြီးတော့ lavender lavender ဆိုလို့ရှိရင် lavender အနံ့နေကအများကြီးရှိပါတယ် lavender အနံ့နေကမျိုးစုံရှိပါတယ် spa မှာသုံးတဲ့ lavender အနံ့ရဲ့ဒီပလင်းသေးလေးကတော့များသောအားဖြင့်အဲစပြားတွေမှာသုံးတယ် aroma တွေမှာသုံး aroma candle တွေမှာသုံးပါတယ် lavender lavender မှာနောက်တစ်မျိုးက french lavender ဆိုပြီးတော့မှာလာပါတယ် french lavender က lavender အနက်ပိုပြင်းတယ်သူကနည်းနည်း short သုံးရတယ်နောက်ပြီးတော့မှာ rose rose အနက်ကသူ့ရဲ့အနက်က rose silver လို့ခေါ်တယ်အနက်က rose rose က rose silver လို့ခေါ်တယ်သူ့အနက်လေးကလေပန်းဟိုနှင်းစီပန်းအနက် ပြင်းပြင်းကြီးလည်းမဟုတ်ဘဲနဲ့လေနှင်းစီရဲ့ဝတ်မုံနှံလေးဘက်ကိုပူရောက်ပါတယ်။နောက်ပြီးတော့ Frenchy Penny ဆိုတာတရုတ်စကားပန်းဖြစ်ပါတယ်။တရုတ်စကားပန်းမှာတရုတ်စကားပန်းအနက် European နေရာတော့သူ့ကို Frenchy Penny လို့ခေါ်တယ်။အာထိုင်းနေရာတော့သူ့ကို လီလာဝဒီလို့ခေါ်တယ်။စာလေးတောင်ပြန်နေ။လီလာဝဒီလို့ခေါ်တယ်။လီထိုင်းလိုလီလာဝဒီလို့ခေါ်တယ်။ ယူရိုပီယန်နေရာသူ့ကိုဖရန်ဂျီဖန်နီလို့ခေါ်ပါတယ်အဲ့အနက်နှစ်ခုစလုံးကအတူတူပဲเนาะနောက်ပြီးတော့ rice mix rice mix ကဆန်နှံ့လေးပေါ့เนาะစက်ပြာတွေမှာများဆိုထိုင်းကလာတဲ့စက်ပြာတွေမှာဒါများသွားဖြင့်သုံးနှံ့ကြတာများတယ်ဟိုဟာသူကပန်းနှံ့ထဲမှာလည်းထည့်လို့မရဘူးဟာဘော်အနက်ထဲမှာလည်းထည့်လို့မရဘူးသူ့ကိုဘယ်ထဲမှာထည့်ရမှန်းလည်းမသိဘူးဒါပေမဲ့သူ့ကို rice အနက်လေးလို့ပဲမှတ်ထားပြီးပါเนาะ ကယ်ပြီးရင် cake အနံ့ pastry အနံ့ပေါ့နော် pastry အနံ့ပေါ့နော်ဒါလေးက coffee နံ့ coffee ဆက်ပြားတွေ coffee scrub တွေလုပ်တဲ့နေရာမှာ coffee နံ့လေးကျွန်မထည့်ပါတယ်နောက်ပြီး coffee တစ်ခါလေးကြာရင် coffee နံ့လေးနဲ့တွဲပြီးတော့မှ vanilla cake အနံ့လေးထည့်ပါတယ် cake အနံ့လေးထည့်ပါတယ် vanilla အနံ့လေး vanilla မှာ cake အနံ့လည်းရှိတယ် al ဆိုတဲ့အနံ့လည်းရှိတယ် ခိတ်အနံ့လေးထည့်ပါတယ်ခိတ်ဗနီလာအနံ့ရယ်ကော်ဖီအနံ့ရယ်အဲ့ဒါက pastry scent လို့ပဲကျွန်မနာမည်ပေးပြရစီရှင်ကဲယခုလိုအားပေးကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe လေးလည်းလုပ်ပေးကြပါ like လေးလည်းလုပ်ပေးကြပါရှင်အဲသိကျင်တာများရှိရင်လည်း comment မှာဟိုမေးမြန်းဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင်အခြားသိကျင်သူများအတွက်လည်း sharing လုပ်ပေးကြပါရှင်ကျေးဇူးတင်ပါတယ်ရှင်